မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တဘာလ28ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေထိန်းချုပ်ထားတဲ့ဗမော်မျိုးတွင်နေရာတွေကိုအာဏာသိမ်းဆက်တကပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက်ဒီနေ့စက်တဘာလ28ရက်နေ့မှာ ထိုးစစ်၄ရက်မြောက်နေ့အဖြစ်ဆက်လက်ပြီးတော့ထိုးစစ်ဆင်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ်လဇန်ပိုင်းကတံပြန်ထိုးစစ်ဆင်ခဲ့တဲ့အာနာသိစစ်တပ်ဟာဗမော်မြို့ကတိုက်ရင်ဌာနချုပ်အချုပ်နဲ့မြို့ရက်ကွက်အချုပ်ကိုပြန်လည်ထိန်းချုပ်နိုင်တဲ့အခြေအနေမှာဗမော်မြို့တွင်နေရာတွေကိုထပ်မံရယူနိုင်ဖို့အတွက်စက်တင်ဘာလနောက်ဆုံးပတ်မှာထိုးစစ်ဆင်နေတာဖြစ်ပြီးတော့ဒီကနေ့ဟာထိုးစစ်၄ရက်မြောက်တဲ့နေ့ဖြစ်တယ်လို့သိရပါဗျာ။ ဗမော်မှာဒီနေ့တိုက်ပွဲတွေပြင်းထန်နေတဲ့စစ်ခွေးတွေထိုးစစ်ဆင်နေတာလို့စစ်ရေးသတင်းအရေးမြစ်ကဗမော်မျိုးရင်းမှာစစ်ကောင်စီတပ်ထိုးစစ်ဆင်နေတဲ့အခြေအနေကိုပြောပြထားပါတယ်ဒီလိုထိုးစစ်ဆင်နေတာဟာ စစ်ကောင်စီကလေကြောင်းပြစ်ကူပေးပြီးတော့တိုက်ခိုက်နေတာဖြစ်ပြီးတော့စက်တဘာလ26ရက်နေ့မနေ့ကတိုက်ပွဲမှာလေကြောင်းကနေပြီးတော့6ကြိမ်တိုက်ခိုက်ခဲ့ပြီးလက်နက်ကြီးနဲ့တိုက်ခိုက်မှုများစွာလဲပြုလုပ်ခဲ့တယ်လို့သိရပါတယ်စက်တဘာလ25ရက်နေ့ညနေပိုင်းမှာဗမော်တိုက်ပွဲမှာ KI ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးနှလုံးစစ်ကောင်စီတပ်ရှိရာနေရာကိုကြက်ရောက်ပောက်ကွဲလို့အရာရှိတွေအပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်10ဦးကျော်သေဆုံးခဲ့တယ်လို့ရွှေတန်းသတင်းရင်းမြစ်ကအတည်ပြုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကက်ချင်ပြည်နယ်ဝိုင်းမော်မြို့နယ်လမ်းမြန်ကြီးရွာကိုထိုးစစ်ဆင်လာတဲ့စစ်ခွေးစစ်ကြောင်းကခမရ38တပ်ရင်းမှုဒုတိယဗိုလ်မှူးကြီးဟာတိုက်ပွဲအတွင်းမှာရရှိတဲ့ဒဏ်ရာများနဲ့တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မနေ့ကစက်တင်ဘာလ26ရက်နေ့မှာဝိုင်းမော်မြို့နယ်လမ်းမြန်ကျေးရွာမှာ KIA တပ်နဲ့စစ်တပ်ကြားမှာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ပွဲမှာတနိုင်းမြို့နယ်အခြေဆိုင်ခမရ38တပ်ကတရင်မူဒုတိယဗိုလ်မှူးကြီးဟာဒဏ်ရာရရှိခဲ့တယ်လို့ပြောပါတယ်။အဲ့ဒီဒဏ်ရာရရှိထားတဲ့တရင်မူကိုစေကုသပေးနိုင်ရေးအတွက်မြေကြီးနားမြို့ကိုပြန်လည်တည်ဆောင်လာတဲ့အခါမှာလမ်းခရီးမှာတိတ်ဆုံသွားခဲ့တယ်လို့သိရပါဗျ။ ဝိုင်းမော်လမြန်ရွာတိုက်ပွဲမှာတနိုင်းမြို့နယ်အခြေစိုက်ခမရ38ကတရင်မူပြင်းထန်ဒဏ်ရာရထားပါတယ်အဲ့ဒါမြေကြီးနားကိုကားနဲ့တဲသွားရင်လမ်းမှာပဲတေဆုံးသွားပါတယ်လို့ KIA စီရေးသတင်းရင်းမြစ်ကပြောဆိုထားပါတယ် KAI ပူပေါင်းတပ်များက2024ခုနှစ်မတ်လကစပြီးတော့ဝိုင်းမော်မြို့နယ်အတွင်းမှာရှိတဲ့စီကောင်စီရဲ့ဂိတ်စခန်းများကိုထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာခလာရ58တပ်ဝူယန်ပြည်သူစစ်စခန်းမြို့မှာရဲစခန်းကလွဲပြီးတော့ဝိုင်းမော်မြို့နယ်အတွင်းမှာရှိတဲ့စစ်စခန်းများအလုံးကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ် KAI သိမ်းပိုက်ခဲ့တဲ့စစ်စခန်းများမှာလမ်းမြန်ဒေသနဲ့ဝူယန်တလျှောက်ကစစ်စခန်းများလည်းပါဝင်တယ်လို့သိရပါတယ် အကြမ်းဖက်စစ်ခွေးတပ်ကပြီးခဲ့တဲ့ဩဂတ်လ20ရက်ကြော်ပိုင်းကစတင်ပြီးတော့လမ်းမြန်ဒေသကိုထိုးစစ်ဆင်လာတယ်လို့ပြောပါတယ်အခုလိုထိုးစစ်ဆင်လာတဲ့အတွက်တိုက်ပွဲများအပြင်းထန်ဖြစ်ပွားခဲ့ပြီးတော့လေကြောင်းတိုက်ခိုက်မှုများလည်းတောက်လျှောက်စိုးစိုးလို့စစ်တပ်ကပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ် ီဘက်ကထိုးစစ်မစင်ခင်စစ်တပ်ကအင်အားတွေဖြည့်ပြီးတော့သူတို့ရဲ့စခန်းတွေကိုပြန်ရဖို့ထိုးစစ်ဆင်လာတာခလိုက်ရ58နဲ့ဝူရန်စခန်းဂိတ်တွေမှာသူတို့အင်အားတွေတောက်လျှောက်ဖြစ်တယ်အရိကဝိုင်းမော်အသိန်းခံရမှာကိုကြောက်တော့အင်အားတိုးပြီးတော့ချလာတယ်အရိကလမ်းမြန်ကိုဒီကောင်တွေကပြန်သိမ်းကျင်တော့ထိုးစစ်ဆင်နေတာပါဝိုင်းမော်ဘက်ကိုထိုးစစ်မစင်ခင်သူတို့လက်ဦးမှုရအောင်တိုက်တာလို့ပြောလို့ရတယ်လို့ KIA စီးရေးသတင်းအေးမေကရှင်းပြထားပါတယ် စစ်တပ်ကိုထိုးစစ်ဆင်ခြင်းရဲ့ရည်ရွယ်ချက်များမှာဝိုင်းမော်မြို့နယ်မှာရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက်ရည်ရွယ်ချက်ရှိပုံရတယ်လို့ပြောပါတယ်။ဝိုင်းမော်ဘက်ကစစ်တပ်ကအင်အားများဖြည့်တင်းရမှာစစ်မှုထမ်းတပ်သားတွေအများပြားလဲပါဝင်နေတာကိုတွေ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းပြည်ခိုင်တဲကုန်းမြို့နယ်မှာကြေးပံများကိုမိရှုံနေတဲ့စစ်ခွေးစစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်သား၂ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တဘာလ24ရက်နေ့မနက်9:30မိနစ်အချိန်မှာတဲကုန်းမြို့နယ်တင်းနီတော်အုပ်စုဗန်းမင်ကုန်းကြေးပံအောင်စီတာကွက်တက်ကိုမိရှုံပြီးတော့ပြန်ထွက်လာတယ်။ဆိုင်ကယ်14စီးပါတဲ့စစ်ခွေးစစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ခွေးနှကောင်တင်ဆုံးပြီးတော့နှကောင်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွဲမှာအကြမ်းဖက်စစ်ကောင်စီတပ်ကလက်နက်ငယ်များနဲ့ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့တော့လေ။တော်လိုင်းတပ်ဖွဲ့ဝင်များအထိကိမရှိခဲ့ဘူးလို့သိရပါတယ်။တော်လိုင်းတပ်ဖွဲ့ဝင်များရဲ့မိုင်းဆွဲတိုက်ခိုက်မှုကြောင့်တေဆုံးသွားတဲ့စစ်ခွေးအလောင်းများနဲ့ဒဏ်ရာရရှိသူများကိုတဲကုံမျိုးဘက်ကနေပြီးတော့ကားနဲ့လာရောက်တဲဆောင်သွားပြီးတော့ရွှေတောင်မြို့ဂရင်းတရာဆေးရုံကိုပို့ဆောင်လိုက်တယ်လို့သိရပါတယ်။ ၎င်းတိုက်ခိုက်မှုကိုဗျူဟာ28ကိုကဲမှုအောက်မှာရှိတဲ့3639တဲ့တပ်ရဲတပ်ခွဲ9ကရဲဘော်များကမိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထူးကဲမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ပြည်သူ့ကာကွယ်တပ်မတော်အနေနဲ့စစ်ရေးအရှိန်မြင့်တင်လာပြီဖြစ်တဲ့အတွက်ပြည်သူများအနေနဲ့အကြမ်းဖက်စစ်ကောင်စီရဲ့အထိုင်စခန်းများစစ်စေးရေးဂိမ်းစခန်းများကိုရှောင်ကွေးပြီးတော့တွာလာကြပါရန်တော်လိုင်းအဖွဲ့များကမြစ်တာရက်ခံအသိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံမှာနျူကလ িয়ার ဓာတ်ပေါင်းဖို့တိစောက်လို့တဲ့အပြင်အာဂါဒစူးစမ်းလေးလာရေးအတွာဂျိုရုလွတ်တင်ခြင်းနဲ့အတွာရုရှားနဲ့ပူးပေါင်းဆောင်ရွက်ရေးမင်းအွန်လိုင်းကဆွေးနွေးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တဘာလ24ရက်နေ့ကနေစက်တဘာလ26ရက်နေ့အထိရုရှားကိုတွားရောက်နေတဲ့မင်းအွန်လိုင်းကမြန်မာနိုင်ငံမှာနျူကလ িয়ার အခြေခံဓာတ်ပေါင်းဖို့အခြေခံလျှက်စစ်ဓာတ်အားပေးစက်ရုံတိစောက်နိုင်ရေး အကူအညီပေးရန်ရုရှားကိုအကူအညီတောင်းခံခဲ့တဲ့အပြင်အာဂါဒနီးပညာစူးစမ်းလေ့လာရေးအတွက်ဂျိုဒူလွတ်တယ်ရန်ကိစ္စများကိုပါရုရှားနဲ့ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။မင်းအွန်လိုင်းကရုရှားဖက်ဒရေးရှင်းနိုင်ငံ State Space Corporation Roscoe Smos ညွှန်ကြားရေးမှူးချုပ် Mr. Dimitri Vibaknov နဲ့စက်တင်ဘာလ26ရက်နေ့မှာတွေ့ဆုံတဲ့အချိန်အာဂါဒစူဇန်လေးလာရေးနဲ့အသုံးပြုနေပယ်မှာပူပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များဂျိုရုလွတ်တင်ရေးကိစ္စရပ်များ အာဂါဒနီးပညာနဲ့ဆိုင်တဲ့ပညာတော်သင်သင်တန်းများဆေလွတ်ရေးဆိုင်ရာကိစ္စရပ်များကိုဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။အဲဒီနောက်အာဂါဒစူဇန်လေးလာရေးနဲ့အတုံးပြုံမှုနယ်ပယ်မှာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာသဘောတူညီချက်များကို Russia Federation နိုင်ငံ State Space Corporation, Roscosmos ညွှန်ကြားရေးမှူးချုပ်ဒေါက်တာ Dimitri Vibarnok နဲ့မြန်မာအာကာသအေဂျင်စီအမှုဆောင်ချုပ်ဒေါက်တာဆိုးမြင့်မောင်တို့ကမင်းအောင်လိုင်းရဲ့ရှင်းမောင်မှာလက်မှတ်ရေးထိုးခဲ့ကြတယ်လို့သိရပါတယ်။မင်းအောင်လိုင်းပြောပြောနေတဲ့ Nuclear ဓာတ်ပေါင်းမှုတိဆောက်ရေးနဲ့ဂျိုဒူလွတ်တွင်ရေးမှာ American Dollar ယာကနန်းကနေပြီးတော့ Billion အထိကုန်ကျနိုင်မှာဖြစ်ပြီးလာစဉ်ထိမ့်သိမ်းကနေလေပတ်ခါများဟာလဲ American Dollar တန်းကို10ကနန်းနဲ့ချီရှိနေကြောင်းနိုင်ငံတကာကတွက်ချက်ထားတဲ့ကုန်ကျစရိတ်စီးရင်များအရသိရပါတယ်။ မင်းအောင်လှိုင်ကမြန်မာနိုင်ငံမှာရုရှားရဲ့အကူအညီနဲ့မဂါဝတ်130အသေးစားနျူကလ িয়ার ဓာတ်ပေါင်းဖိုတိဆောက်လုပ်ပြီးတော့အဲ့ဒီနျူကလ িয়ার ဓာတ်ပေါင်းဖိုကိုမဂါဝတ်330အထိတိုးချဲ့တိဆောက်ရန်နှစ်နိုင်ငံသဘောတူညီလက်မှတ်ရေးထိုးထားတယ်လို့သိရပါတယ်။မဂါဝတ်130နျူကလ িয়ার အသေးစားဓာတ်ပေါင်းဖိုတစ်ခုတိဆောက်ရေးမှာအနည်းဆုံးအမေရိကန်ဒေါ်လာတန်းရာချီကနေ1ဘီလီယံခွဲကုန်ကြမှာဖြစ်ပြီးတော့လာစဉ်ထိမ့်သိမ်းလေဘက်က ဒေါ်လာ2သန်းနဲ့အထက်ရှိမှာဖြစ်ကြောင်းနိုင်ငံတကာကတွက်ချက်ထားတဲ့ကိန်းဂဏန်အချက်လက်များအရသိရပါတယ်။ဒါအပြင်အာဂါဒါရဲကိုဂျိုဒူလွတ်တင်ရေးဟာလဲအမေရိကန်ဒေါ်လာသန်းကို10ကဏန်းကနေပြီးတော့သန်းရာချီအထိကုန်ကြမှာဖြစ်တယ်လို့သိရပါတယ်။လောလောဆယ်မှာတော့ဂျိုဒူနဲ့ပတ်သက်ရင်ဂျိုဒူ1 note သေးတာမြန်မာနိုင်ငံမှာရှိသေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမြင်းညံမြို့နယ်မှာပြူစောထီးများဖမ်းဆီးထားတဲ့အလေရန်ကျောင်းသားများသတင်းအစအနမရဘဲနဲ့ပျောက်ဆုံးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တမလ9ရက်နေ့ကမြင်းညံမြို့နယ်ကံရွာလမ်းခွဲမှာရှိတဲ့ပြူစောထီးခေါင်းဆောင်တီတာရွမော်ရဲ့ဂိတ်မှာမြင်းညံမြို့အထက်ကတုံကျောင်းမှာတက်ရောက်နေတဲ့အသက်73နှစ်ကနေ15နှစ်အရွယ်ကျောင်းသား9ဦးဖမ်းဆီးခံလိုက်ရပြီးတော့ မြင်းညာမြို့အခြေဆိုင်ခမရ15တက်ထဲကိုခေါ်ဆောင်သွားတယ်လို့သိရပါတယ်။စက်တဘာလ23ရက်နေ့မှာအသက်73နှစ်အရွယ်ចောင်းသားတဦးကိုပြန်လွတ်ပေးခဲ့ပြီးတော့ဂျန်နဲ့6ဦးဟာဒီကနေ့စက်တဘာလ28ရက်နေ့အထိတိုင်အောင်ပျောက်ဆုံးနေကြောင်းတောင်းသားအလင်းနဲ့အဖွဲထံကသိရပါတယ်။ចောင်းသားမှန်သိရတဲ့ကိုတတ်တက်ကြီးဖမ်းသွားတာပါ။ចောင်းသွားရင်နဲ့ဖမ်းခံရတာမဟုတ်ဘူး။မြင်းညာမြို့မြောက်ဘက်အနေရွာဘက်ကိုတွားရင်နဲ့ဖမ်းခံရတာပါ။သူတို့ကိုလိုက်ပို့တဲ့၃ဘိန်းသမားကိုတော့ပြန်လွတ်လိုက်ပါတယ်။အနေရွာအနီးကမ်းရွာလမ်းကွဲမှာအဖမ်းခံရတာ။ ပြန်လွတ်လာတဲ့တယောက်ကတော့ဘာလို့ပြန်လွတ်ပေးလိုက်မှမသိရဘူးလို့တောင်းသားလဲနန်းကတာဝန်ရှိသူကရှင်းပြထားပါတယ်စက်တဘာလ12ရက်နေ့မှာစစ်ကောင်စီရဲ့ဝါဒဖြန့် TikTok account တခုဖြစ်တဲ့မြင်းညံပြည်သူစစ်ဌာနေ account က PDF များထံကိုတွားရောက်တဲ့ကလေးငယ်များကိုကယ်တင်ထားကြောင်းရုပ်တံဖိုင်တစ်ခုတင်ထားတာကိုတွေ့ရပါတယ်။အဲဒီရုပ်တံဖိုင်ထဲမှာဖမ်းဆီးခံရတဲ့ចောင်းသားများက၎င်းတို့ဟာမြင်းညံမျိုးမျိုးတဲ့ရက်ွက်ကဖြစ်ပြီးတော့ PDF ထံကိုမဝင်ပါကမိဘများကိုတတ်ဖြတ်မယ်ဆိုပြီးချိန်ချောက်တဲ့အတွက် PDF ထဲကိုဝင်ဖို့တွားရခြင်းဖြစ်တယ်လို့လိန်လယ်ပြောဆိုထားတာကိုတွေ့ရပါတယ်။ဖမ်းဆီးတဲ့အချိန်မှာအစိုးပိုင်းမှာတော့ဝင်ညစ်တယ်လို့ကြားထားရပါတယ်။နောက်ပိုင်းမှာဝါရဖြတ်တဲ့ဗီဒီယိုထွက်လာတယ်။ PDF ထဲကိုဝင်ဖို့တွားတဲ့ကလေးတွေကိုဒီကောင်နေပြူတွေကကယ်ထားရပါတယ်ပေါ့။နောက်ပိုင်းတော့ဘာမှမကြားရတော့ဘူးဗျ။ PDF တွေအနေနဲ့အဲ့ဒီကလေးတွေကိုမသိပါဘူး။ចောင်းသားလေးတွေပါလို့၎င်းကဆက်လက်ရှင်းပြထားပါတယ်။ဖမ်းဆီးခံရတဲ့ကလေးငယ်များဟာမြင်းညာမြို့နယ်အနေအချင်းရွာကိုဘာကြောင့်တွားလဲဆိုတာကိုတော့အတိမပြုတ်နိုင်သေးတဲ့အကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်တောင်ကုန်းမြို့နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့နယ်တို့မှာစစ်တပ်ကလေကြောင်းကနေတိုက်ခတ်မှုကြောင့်ပြည်သူတအုပ်သေးဆုံးပြီးနေအိမ်နဲ့ဖုန်ကြီးကြောင်းများလုံးဝပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တဘာလ26ရက်နေ့မွန်းလွဲ3:48မိနစ်အချိန်မှာ စစ်တပ်ကတောင်ကုန်းမြို့နယ်တအူးဖုံကြီးကျောင်းကိုတိုက်လေရင်နဲ့ပေါင်900ဘုံကျဲချသွားတယ်လို့သိရပါဗျ။အခုလိုဘုံကျဲချမှုကြောင့်တအူးဖုံကြီးကျောင်းတစ်ခုလုံးဟာပြိုကျပျက်စီးသွားကြောင်းဒေသတရင်အင်းမြစ်ကတရင်ဖော်ပြထားပါဗျ။အလားတူပဲရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNL ကတိမ့်ပိုက်ထားတဲ့ကျောင်းမဲမြို့နယ်ပါပုတ်ကြီးရွာကိုလည်းစစ်တပ်က drone နဲ့လာရောက်ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်အမျိုးသားတအူးထိမှန်တေဆုံးခဲ့ကြောင်း TNL ကတရင်ထုတ်ပြန်ထားပါတယ်။ စက်တဘာလ26ရက်နေ့မနက်7:28နာရီ28မိနစ်အချိန်မှာကြောင်မဲမြို့နယ်မှာစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ရည်ရွယ်ချက်ရှိရှိနဲ့ပါပုတ်ကြီးရွာကို drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရာအသက်62နှစ်အရွယ်ပြည်သူအမျိုးသားတအူပွဲချင်းပြီးတိမ်ဆုံးသွားခဲ့ပြီးတော့နေအိမ်တစ်လုံးလည်းထိမှန်ပျက်စီးသွားတယ်လို့သိရပါဗျ။ဒါအပြင်ကရင်ပြည်နယ်မြောက်ရီမြို့နယ်မှာလည်းစစ်တပ်ကထိုးစစ်ဆင်မှုများပြုလုပ်နေတဲ့အပြင်လေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုများနေ့စဉ်ပြုလုပ်နေတယ်လို့ကရင်စစ်ရဲတရင်အင်းမြစ်ကပြောပြထားပါဗျ။ စစ်တပ်ကမြောက်ရီမြို့နယ်လေးကိတ်ကောအမျိုးသင်ဘက်ကိုစက်တမလာ20ရက်နေ့ကစတင်ပြီးတော့စစ်ကြောင်းထုတ်ခဲ့ပြီးတဲ့နောက်စက်တမလာ21ရက်နေ့ကစတင်ပြီးတိုက်ပွဲများအပြင်းထန်ဖြစ်ပွားခဲ့တယ်လို့သိရပါဗါတယ်အဲ့ဒီတိုက်ပွဲများမှာစစ်တပ်ကအထိနာတဲ့အတွာစက်တမလာ24ရက်နေ့မှာထီးမဲ့ဝါခီကျေးရွာကိုတိုက်လေရင်နဲ့နှစ်ချိန်ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗါတယ်စက်တမလာ25ရက်နေ့နဲ့26ရက်နေ့တွေမှာလည်းထီးမဲ့ဝါခီကျေးရွာထိတ်ကိုတိုက်လေရင်နဲ့ဘုံများကျဲချခဲ့တယ်လို့သိရပါဗါတယ် မြောက်ရီမြို့နယ်ထဲမှာတော့နေ့စဉ်စစ်တပ်ကလက်နက်ကြီးတွေနဲ့ပစ်တယ်လေရင်နဲ့ဘုံကျဲတယ်တရဲမကိုမနာဘဲနဲ့စစ်တပ်ကပစ်နေတာလို့ကရင်ရှေတန်းသတင်းရေးမြစ်ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချက်မဲ့စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစီခင်ဗျာ